1983ခုနှစ်အောက်တိုဘာလမွန်လွဲတနအိကန်မှာကျွန်တော်ဟာမြို့ထဲကိုဥပ္ပိစရာလမ်းအတိုင်းသွားနေခဲ့ပါတယ်။မြင်းဒီကုန်းမီးပွိုင်အလွန်ညာဘက်မှာတော်လန်ကြီးပန်းကျင်နဲ့တဘက်မှာတော့ဝူစီယာရုပ်ရှင်ရောကားရီစီစီတို့လုပ်ငန်းအဆောက်အဦနဲ့ဗဟန်းမြို့နဲ့အကစားကွင်းရှိပါတယ်။မြင်းဒီကုန်းမီးပွိုင်ကလွန်တော့မြို့ထဲကိုရှေ့ချူပြီးကျွန်တော်ကားလေးနဲ့မောင်းထွက်လာခဲ့ပါတယ်။အဲ့ဒီအခါမှာဥပ္ပိစရာလမ်းဘယ်ညာမှာလူစုလူဝေးလေးတွေခုနတစ်ဖွဲ့ဒီနတစ်ဖွဲ့တွေ့ရပါတယ်။တစ်ဖွဲ့က လေး၅ယောက်လောက်ကနေ၁၀ယောက်လောက်ထိရှိပါတယ်။နောက်မှသိရတာကသူတို့ဟာစမ်းကြောင်းနယ်ဗဟန်းမြို့နယ်ကရကြေးတာဝန်ခံတွေဖြစ်ပါတဲ့လေ။သူတို့ဘာကြောင့်ဒီနေရာမှာရောက်နေတယ်ဆိုတာယူတဲ့ကကျွန်တော်ရုံငန်းကိုရောက်မှသိရတာပါ။ရုံရောက်ရောက်ချင်းပဲအတိမိတ်ဆွေတွေစီကတယ်လီဖုန်းလာပါတယ်။အာသာနီကုန်းမှာဘုံကွဲလို့တဲ့။ဒါဆိုရင်ဒီကိစ္စဟာအသေးအဖွဲမဟုတ်ဘူးလို့စိတ်ထဲမှာအတွေးပေါက်မိပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်မှာတောင်ကိုရီးယားသမ္မတချွန်တွန်းဝင်ကြီးတော်တော်များများပါတဲ့အဖွဲဟာ အရင်တနေ့ကရောက်လာတယ်ဆိုတာအစိုးရတရင်ညရသိပြီပါပြီအဲ့ဒီနေ့မနက်ပိုင်းတရင်စာထဲမှာလဲအကြက်တဝင်းပါပါတယ်တရင်ညရတောင်ကိုရီးယားသမ္မတနဲ့ဝန်ကြီးများဟာလမ်းစဉ်ပါတီအစိုးရအဖွဲ့ဝင်များနဲ့တွေ့ပြီးမြန်မာနိုင်ငံကိုစီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့အစီအစဉ်တပွေးတပိုက်ကြီးနဲ့ရောက်လာကြတာပါအဲ့ဒီတရင်တွေကြောင့်တောင်ကိုရီးယားကငွေကြေးထောက်ပံ့မှုဤပညာပံ့ပိုးမှုတွေနဲ့အနာဂတ်မြန်မာနိုင်ငံရဲ့စီးပွားရေးဟာတိုးတက်လာစေအကြောင်းရှိတယ်လို့စိတ်ထဲမှာအတွေးပေါ်ခဲ့ပူပါတယ်ဒီဘုံကွဲမှုဟာ ူတို့ကိုကြည့်ရပြီးဘုံခွဲတာတိကျပေါက်ပဲလို့စဉ်းစားမိပြီးနှစ်နိုင်ငံဆက်ဆံရေးအထူးသဖြင့်တန်တမာရေးရာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုရေးရာတွေမှာတော့ထိခိုက်ကုန်တော့မှာပဲလို့တုံ့တက်မိပါတယ်။မကြပါဘူး။အဲ့ဒီနေ့ညနေပိုင်းမှာပဲဖြစ်ပုံသတင်းတွေကိုစူးစီးရရှိခဲ့ပါတယ်။ဘုံခွဲတဲ့အချိန်မှာသမရချူတွန်းကအာသာနီကုန်းကိုရောက်မလာသေးပါဘူး။သူ့ဝင်ကြီးအဖွဲ့ဝင်တွေကတော့ရောက်နေပါပြီ။အဲ့ဒီဝင်ကြီးတွေဟာလည်းတက်ဆိုင်ရာမဆလာဝင်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးပြီးမှအာသာနီကုန်းကိုချိန်ကပ်ရောက်လာကြတာပါ။ တို့တမရကတော့မြန်မာနိုင်ငံတမရဦးဆန်းယူကိုဝင်ရောက်နှုတ်ဆက်ပြီးအဲဒီကပြီးမှအာဇာနီကုန်းကိုလာမှာပါဒါပေမဲ့ကျွန်တော်အာဇာနီကုန်းမရောက်ခင်ဘုံကွဲသွားခဲ့တာပါတမရမှာဥပိ္ပစိတကံမပါဘူးထင်ပါတယ်ဘုံကွဲတဲ့အချိန်မှာမြန်မာဘက်ကကျိုးစိုးရေးအဖွဲ့တွေလုံခြုံရေးအဖွဲ့ဝင်ချို့နဲ့စီရေးပြကြီးလေတစုတစုလောက်သာရှိနေကြပါပြီဘုံကွဲမှုကြောင့်တောင်ကိုရီးယားဝင်ကြီး၃လျောက်လောက်ကလွန်ခဲ့ပါတယ်သူတို့နဲ့အတူပါတဲ့ဝန်ထမ်းချို့နဲ့ မြန်မာဘက်ကအစိုးရဖွဲ့ဝင်အချို့အပြင်လုံခြုံရေးအဖွဲ့ဝင်ချို့လဲကွယ်လွန်နေအထဲပါသွားကြပါတယ်အချို့ကတော့ဒဏ်ရာတွေအတိအသေးရောက်သွားကြပါတယ်နိုင်ငံတကာကအစိုးရဧည့်သည်တွေနှစ်စဉ်လာလေကြတဲ့အခါမဖြစ်မနေပို့ရမယ့်နေရာအချို့ရှိပါတယ်ပထမဦးစားပေးကတော့ချွေတကုံဖရားပေါ့ဖရားကတော့ပြည်ကနေဧည့်သည်တွေကိုအာဇာနည်ကွန်းကိုပို့ပြီးအလေးပြုတဲ့အစီအစဉ်ပါလေးရှိပါတယ်ဒါပေမဲ့အဲ့ဒီနေ့တောင်ကိုရီးယားဝန်ကြီးအဖွဲ့ဝင်အများစုကတော့မြန်မာအစိုးရဝန်ကြီးများနဲ့တွေ့ဆုံပြီးမှရောက်လာကြတာပါ တမလချွန်းနှုံးကတော့သူစနီးနဲ့တူဟန်တာရီအဝိုင်းကနေဝင်ပြီးဝန်ထမ်းမယာမှာရှိတဲ့တမရဦးဆန်းယူယုံကိုဝင်ရောက်ကာရပြုနှုတ်ဆက်ပါတယ်ဝင်ရောက်နှုတ်ဆက်ပြီးအစီအစဉ်ရချွန်းတူးတို့လည်းများဟာတမနဦးဆန်းယူခန်းကထွက်လာပါတယ်နောက်အစီအစဉ်ကအာဇာနီကုန်းကိုသွားဖို့ပါဦးဆန်းယူယုံကရဲ့အပြင်မှာကောင်းကောင်းပြုစုထားတဲ့ညခင်းပြင်လေးရှိပါတယ်အဲ့ဒီညခင်းပြင်ထဲမှာအိုးနဲ့ဆိုက်ထားတဲ့နှင်းစီပန်းအိုး၁၀အိုးလောက်ရှိပါတယ်အဲ့ဒီအချိန်မှာနှင်းစီပင်တွေက အပွင့်တွေဝေးဆဆာပွပွင့်နေပါပြီတောင်ကိုရီးယားတမနာကတော်ဟာနင်းစီပွင့်တွေလည်းညင်ရောလှလိုက်တာဆိုပြီးသူတို့တောင်ကိုရီးယားနိုင်ငံမှာနင်းစီပွင့်ချိန်မဟုတ်ဘူးထင်ပါတယ်သူတို့ကိုလိုက်ပို့တဲ့ဦးဆန်းယူကတမနာကတော်နင်းစီပန်းတွေအပေါ်အာယုံကျနေတာသတိပြုပြီးတော့သူယုံကဘုံမှုဆုံးမြင့်တို့ဘုံမှုခင်ကြွယ်တို့ကိုဟေးနင်းစီပန်းတွေကိုပြီးတမနာကတော်ကိုလက်ဆောင် ပေးလိုက်ကြရအောင်လို့နှမ်းပြောလိုက်ပါတယ်အဲ့တော့ဟိုပုဂ္ဂိုလ်တွေကလည်းယုံမှကမန်ကတန်းချလို့ရတဲ့ကကြီးနဲ့ နင်းစီပန်းတွေကိုခုပြီးရုပ်ဆက်ကူတွေနဲ့ပတ်ပြီးတကလားတမနာကတော့ကိုလက်ဆောင်ပြလိုက်ကြပါတယ်ဖြစ်ချင်တော့ရုံးမှာဆက်ကူဖြစ်တဲ့ကကြီပဲရှိပါတယ်နင်းစီပန်းကူတဲ့ကကြီမဟုတ်ပါဘူးဒါပေမဲ့ရေးဖို့ဆိုတော့ဆက်ကူဖြစ်တဲ့ကကြီနဲ့ပဲနင်းစီပန်းကူတဲ့ကတော်တော်နဲ့မပြတ်ပါဘူးကကြီတွေကတုံးနေတာကိုဒါကြောင့်နင်းစီ၄၅၆ပွင့်လောက်ရဖို့ကူတဲ့အခါအချိန်အနည်းငယ်လင့်တော့ပါတယ်တမနာကတော့အတွက်နင်းစီပန်းကူတဲ့အချိန်ကအလုံးစုံကြာလာ၅မိနစ်ပေါ့ အဲ့ဒီအချိန်ကလေးကပဲတမနာချွန်းနှုံးရဲ့အတက်ကိုကဲလိုက်တာပါတမနာကတော့ကလည်းနှင်းစီပန်းတို့ရလို့ကျင်းနဲ့ဝမ်းသာပြီးကားပေါ်တက်ခါနီမှာဘုံခွက်တဲ့အတန်းကြားလိုက်ရတာပါအဲ့ဒီခါမှာလုံကြုံကြီးအဖွဲ့ဝင်တွေကအာဇာနီကုန်းကိုဆက်နဲ့ဆက်သွဲတဲ့အခါဘုံခွက်တဲ့အကြောင်းသတင်းရသွားပါတယ်အဲ့ဒီခါမှာတမနာချွန်းနှုံးဟာအာဇာနီကုန်းကိုဆက်မသွားတော့ပဲသူတို့တဲခိုတဲ့စိတ်နဲ့ကန်တာအဲ့ကရာကိုပြန်သွားပါတော့တယ်အာဇာနီကုန်းရောက်နေတဲ့အဖွဲ့တွေကဘုံမထိတဲ့သူတွေလည်းစိတ်နဲ့ကန်တာကို ပြန်လှည့်တော့ကြပါတယ်။လူစုံပြီးဆိုတဲ့အခါကျမှသူတို့တဖွဲ့လုံးဟာမင်္ဂလာတုံးလေးစိတ်ကိုထွက်သွားကြပြီးအဲ့ဒီကမှာသူတို့နိုင်ငံကိုတိုက်ရိုက်ပြန်သွားပါတော့တယ်။ကျွန်တော်တို့တက်မတော်မှာမဟုတ်ပါဘူး။ကဘာရဲရက်ကတက်မတော်တွေမှာဘူလာတာဝန်ဖြစ်တဲ့တိုက်ရိတ်ခရေးပြင်တခြားတာဝန်တွေအတွက်လိုအပ်တဲ့ကြွကျင်သူတွေကိုပါဝင်ဖွဲ့စည်းရပါတယ်။ဥပမာစံသထမင်းချက်စားတဲ့ပုံကောများအထပ်ပိုင်းကြတဲ့တရင်တစ်ဖွဲ့တွေမှာဆိုရင်ဘင်ခရတက်ဖွဲ့ဆိုတာရှိတတ်ကြပါတယ်။ အခြေခံကြတဲ့မနက်ပိုင်းအိယာထညပိုင်းအချင်းစတဲ့တာဝန်တွေအတွက်လည်းခရမှောက်သမားဆိုတာမရှိမဖြစ်ထားရပါတယ်ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့စစ်ရုံးသို့မဟုတ်တရားဝင်အခေါ်အဝေါ်ကာကွယ်ရေးဝန်ကြီးဌာနမှာလည်းလုံခြုံရေးတာဝန်ထမ်းဆောင်တဲ့စကန်ရုံးဆိုတာရှိပါတယ်အဲ့ဒီစကန်ရုံးမှာဖွဲ့စည်းပုံရခရမှောက်သမား၄ယောက်လောက်ရှိပါတယ်အဲ့ဒီခရမှောက်သမားဟာကာကွယ်ရေးဝန်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့အရာရှိနဲ့အခြားစစ်သည်များအတွက်နှိုးဆော်တဲ့မနက်စောစောတစ်ချိန် ည9:00တိချိန်တွင်မှမပြတ်မကွက်ခရမှုတ်ပြီးတာဝန်ထမ်းဆောင်ကြပါတယ်။အဲ့ဒီစကန်ကျုံကခရမှုတ်သမားတွေထမ်းဆောင်ရတဲ့အခြားတာဝန်တစ်ခုရှိပါတယ်။အဲ့ဒါကတော့အာဇာနီကုန်းကိုနိုင်ငံတကာအဲ့တီလာတဲ့အခါမှာလဲတာဝန်ထမ်းဆောင်ရပါတယ်။လူအင်အားပေါ်မူတည်ပြီးတစ်ခါတလေ2ရက်3ရက်တွေ့ရတဲ့အခါရှိပါတယ်။နိုင်ငံခြားအဲ့တီတွေကစာဆုံးနေပြီးတော့ဗိုလ်ချုပ်အောင်ဆိုင်နေတကွာ။အာဇာနီကောင်းဆောင်ကြီးတွေကိုအလေးပြုတဲ့အချိန်မှာသူတို့တင်ကြားတက်ညောက်ထားတဲ့တေးတော်တစ်ခုကို မှုတ်တဲ့တာဝန်ကိုထမ်းရွက်ကြရပါတယ်။ဒါကြောင့်နိုင်ငံတော်အခမ်းအနားဖြစ်တဲ့ဒီလိုပွဲမျိုးဟာဒီခရမုတ်သမားတွေဟာအခရာကြပါတယ်။တောင်ကိုရီးယားတမနာနယ်အဖွဲ့အာဇာနီကုန်းကို လာရောက်လေးပြုတဲ့အခါစကန်ယုံကခရမုတ်စစ်တီဟာနောက်တနေ့သူ့ခရကိုအတုံးချမှာဖြစ်တဲ့အတွက်ညပိုင်းမှာပဲခရကိုပြောင်းလဲအောင်တိုက်ချုပ်ပြီးတနက်မှာတုတ်တဲ့စီလေးကိုပပတုတ်ပြီးတင်ထားလိုက်ပါတယ်။နောက်တနေ့မနေ့ရောက်တော့သူဟာအာဇာနီကုန်းကိုသွားခင် သူ့ခရကိုယူပြီး တန်ဆန်းမှုကြည့်ပါလေဘာတမ်းမှထွက်မလာပါဘူးသူတီးလိုက်ပါပြီခရာရဲ့လေလံကြောင်ထဲမှာပိုးကောင်ဝင်နေပါပြီအရင်ကလည်းဒီလိုအဖြစ်မျိုးခဏခဏကြုံခဲ့ဘူးပါပြီသူဟာဝင်နေတဲ့ပိုးကောင်လေးကိုဒုံးနဲ့ထိုးပြီးထုတ်ဖို့ကြိုးစားပါတယ်မရပါဘူးအဲ့ဒီအချိန်မှာပဲအာဇာနီကုန်းကိုသွားဖို့ဖယ်ရီလာကြုံနေတဲ့အတွက်ပိုးကောင်ဖယ်တဲ့အလုပ်ကိုခဏခုတ်ထားပြီးဖယ်ရီပေါ်တက်လိုက်သွားပါတယ်လမ်းသွားရင်းနဲ့လည်းသူ့ရဲ့ခရာကိုပေါင်ပေါ်မှာတဖုတ်ဖုတ်ပုတ်ရင်းနဲ့ပိုးကောင်ထွက်လာလို့ထွက်လာ냐စူးစမ်းကြည့်ပါလေ မအောင်မြင်ပါဘူး။ဒါနဲ့သူလည်းအာဇာနီကုန်းရောက်လာပြီးတာဝန်ခံအရာရှိကိုရောက်ကြောင်းသတင်းပို့လိုက်ပါတယ်။အာဇာနီကုန်းမှာကြီးရီလေးတက်စိတ်တွေအစင်သိဖြစ်နေပါပြီ။နိုင်ငံခြားဧည့်သည်တွေလည်းတယောက်ပြီးတယောက်ရောက်လာကြပါပြီ။အဲ့ဒီအခါမှာခရယာစစ်တီကလုံခြုံရေးတပ်ခွဲမှုကိုသတင်းပို့ပါတယ်။မနေ့ကသူ့ရဲ့ခရယာမှာပိုးဝင်လို့အတမ်းမထဘူး။ဒါကြောင့်တမနာမနာကခဏဆန်းပြေးအုတ်ကြည့်ကျင်တယ်လို့ခွင့်တောင်းပါတယ်။တက်ခွဲမှုကခွင့်ပြုတဲ့အတွက်သူဟာခြံစည်းဥပဒနာသွားပြီး ခရာကိုစမ်းမှုတ်ကြည့်ပါလေအစပထမတော့ခရာကတဖူးဖူးနဲ့အတန်မထွက်ချင်ထွက်ချင်ဖြစ်နေရကနောက်မှအတန်အပြည့်ဝထွက်လာပါလေဒါကြောင့်သူဟာခရာကို သူမှုတ်ရမယ်တေးသွားအစပိုက်ကိုစမ်းမှုတ်ကြည့်ပါလေအစပိုက်ကိုမှုတ်ပြည့်တဲ့အချိန်မှာပဲဂျင်းကနေပောက်ကွဲတန်ကြပြီးသူလည်းအချိန်နဲ့နှောက်လက်ဒိတ်တော်ပါတော့လေတောင်ကိုရီးယားထိပ်တန်းအက်တီတော်အဖွဲ့ဘုံခွဲခံရတဲ့ဆိုကြဲကဒါဟာရောက်ကိုရီးယားအစိုးရလက်ချက်လို့ချက်ချင်းအပြည့်ထုတ်လို့ရပါတယ်ဘလို့များပြစ်ချက်တာပါလေလို့ လူတွေကရုတ်တရက်တော့မသိကြသေးပါဘူး။နောက်ရက်အနေငယ်တွင်မှဖြစ်ပေါ်လာတဲ့ဖြစ်စဉ်များကြောင့်အခြေအနေတွေဟာရဇတ်တဆနဲ့ရုပ်လုံးပေါ်လာပါရုပ်လုံးပေါ်လာပါတော့တယ်။တောင်ကိုရီးယားတမန္တရဲ့မြန်မာပြည်ခီးစိန်နဲ့ပတ်သက်တဲ့သတင်းကိုမြောက်ကိုရီးယားကကြိုသိတယ်လို့ယူဆရပါတယ်။အဲ့ဒီတော့ကမြောက်ကိုရီးယားနိုင်ငံကိုကင်ဂျုံဤအာဏာရနေတဲ့အခြေဖြစ်ပါတယ်။အဲ့ဒီသတင်းအရမြောက်ကိုရီးယားကပြည်ချရေးအဖွဲ့တစ်ခုကမြန်မာပြည်ကိုလာလေခဲ့ပါတယ်။မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကိုမြန်မာဘက်ကအဲ့ခင်ရမှာပထမ ရွှေတကုံဖျားဒုတိယအာဇာနည်ကုန်းနဲ့တတိယအမျိုးသားတက်တိုက်စတဲ့နေရာတွေကိုလိုက်ပြပါတယ်။ဒါဟာနိုင်ငံတကာအဲ့ဒီတွေကိုအက်ခံရမှာလိုက်ပို့လို့ရှိရဲ့ခီးစင်မှာဒီအစီအစဉ်ကိုမြောက်ကိုရီးယားကရသွားတဲ့အခါတောင်ကိုရီးယားသမရနယ်အဖွဲ့လာရင်လေဒီအတိုင်းပဲအက်ခံမယ်ဆိုတာသူတို့သဘောပေါက်သွားပါတယ်။ဒီလိုမြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ရောက်လာပြီးအစီအစဉ်တွေကိုကြိုသိအောင်လုပ်တာကိုသူတို့အသုံးနှုံးရ Drive 1လို့ခေါ်ပါတယ်။ဒါကြောင့်သူတို့ဟာတောင်ကိုရီးယားအဖွဲ့ကိုလုံးကြိုက်မယ်ဆိုရင် တင်းလျော်စုံနေရဟာအာဇာနီကုန်းဖြစ်မယ်လို့တတ်မှတ်ရွေးချယ်လိုက်ခဲ့ပါတယ်။အဲ့ဒီလိုရွေးချယ်တဲ့အတိုင်းအာဇာနီကုန်းရောက်တဲ့အခါအာဇာနီကောင်းဆောင်ကြီးများကိုလေးတူးတဲ့အခါခရယာမှုတ်တဲ့အစီအစဉ်ပါတယ်ဆိုတာကိုပါမှတ်သားထားမယ်လို့ယူဆပါတယ်။ဒါကြောင့်ခရယာစစ်တီကသူ့ခရယာကောင်းမကောင်းစမ်းသပ်မှုတ်တဲ့အတန်ကိုကြားလာနေ။ဒီအတန်ကိုစောက်နေတဲ့လှုပ်ဝက်ညကိုရီးယားတွေကလူဆောင်တဲ့အတွက်လေးတူးပြီလို့ယူဆပြီး remote control ကိုနှိပ်လိုက်တဲ့အတွက်ဘုံကွဲသွားခြင်းဖြစ်ပါတယ်။တကယ်တော့ တို့တိုင်မင်အောက်သွားတာပါသူတို့တိုင်မင်အောက်သွားတဲ့အကြောင်းရင်းကတကြောင်တမနာဦးဆန်းကြီးရုံမှာတမနာကတော်အတွက်နှင်းစီပန်းတွေခုနေရလို့အချိန်နှောက်ကြသွားတာကတကြောင်စတဲ့အကြောင်းတွေကတောင်ကိုရီးယားတမနာရဲ့အတက်ကိုကယ်လိုက်တယ်လို့ဖြစ်သွားခဲ့တာပါတောင်ကိုရီးယားတမနာနဲ့အဖွဲ့ခီးစင်တဲ့င်းကိုမြောက်ကိုရီးယားဘက်ကကြိုတင်ရတဲ့အခါမြောက်ကိုရီးယားကတမနာနဲ့အဖွဲ့ကိုလုတ်ကြံဖို့စီစဉ်မှာတော့တယ်အဲ့ဒီစီမံချက်ကိုအကောင့်ထဲပို့ဖို့လက်ရွေးစင်မြောက်ကိုရီးယားတက်မတော်ရဲ့ရာရှိသုံးကိုရွေးချယ်လိုက်ပါတယ် အဲ့ဒီ၃ယောက်ဟာတောင်ကိုရီးယားအဖွဲ့ကိုမြန်မာပြည်မှာလောက်ကြမယ်အဲ့ဒီမှာလောက်ကြလို့မရရင်နောက်ခီးစဉ်တစ်ထောက်ဖြစ်တဲ့သတိလင်္ကာမှာလောက်ကြကြမယ်လို့စီစဉ်ကြပါတယ်မြန်မာပြည်ကိုတောင်ကိုရီးယားတမန်တော်နဲ့အဖွဲ့မရောက်ခင်တပတ်လောက်လုံးမှာရန်ကုန်စစ်ကမ်းကိုမြောက်ကိုရီးယားတမန်တော်စင်ထပ်ရောက်လာပါတယ်အဲ့ဒီတင်မောဟာရန်ကုန်စစ်ကမ်းမှာ၃လရက်ကြာပါတယ်တင်မောဆိုင်တဲ့ကာလမှာထုံးစံအတိုင်းတင်မောသားအချို့ရန်ကုန်မြို့ပေါ်ကိုအလဲပက်သွားကြပါတယ်အဲ့ဒီလိုအလဲပက်သွားတဲ့အခါ ိတ်ကန်းအဝင်ထွက်အပုတ်နဲ့စာအုပ်မှာမှတ်တမ်းတင်ရပါတယ်။တရမှာတော့ကုန်းပေါ်တက်သွားတဲ့မြောက်ကိုရီးယားတင်မောသား၃ယောက်ဟာတင်မောကိုပြန်မလာခဲ့ပါဘူး။အဲ့ဒီလိုတင်မောသား၃ယောက်ပြန်မလာပဲပြက်ကွက်နေတာကိုစိတ်ကန်းအနာပိုင်းတွေကချက်ချင်းအတောင်းကြပါတယ်။မြောက်ကိုရီးယားတင်မောပြန်ထွက်သွားတော့လေအဲ့ဒီခီးဒီ၃ယောက်ရန်ကုန်မြို့ပေါ်မှာရှိနေတဲ့သဘောပေါ့။တကယ်တော့သူတို့၃ယောက်ဟာအဲ့ဒီညကစပြီးလုံမြို့နေမှာမြောက်ကိုရီးယားတန်ယောက်ကငှက်ထားတဲ့အဆောက်အဦမှာညညာ၃ယောက်လောက်ကိုပြီး ပြင်ဆင်မှုတွေလုပ်နေတာပါသူတို့အသုံးပြရမယ့်ပစ္စည်းတွေကိုပြင်ဆင်နေတာပါနောက်တစ်နေ့မှာသူတို့တဲကိုတဲ့အိမ်ကညာဘက်မှာထွက်ပြီးအာဇာနီကုန်းကိုတွားရောက်လေ့လာပါတယ်အဲ့ဒီတော့ကအာဇာနီကုန်းဟာအကာမရှိပေမဲ့အမိုးနဲ့ပါသူတို့ဟာအာဇာနီကုန်းခမိုးပေါ်ကထုတ်လို့တန်းတို့မှာသူတို့မှာပါတဲ့ရန်တွေကိုစင်ထားခဲ့ပါတယ်စင်ထားပြီးတော့သူတို့တဲတဲ့အိမ်ကိုပြန်မသွားတော့ပါဘူးတော်လိုင်းကြီးပညာတဲ့ကခြုံဘုတ်တွေအောက်မှာဖြစ်တယ်လို့အိတ်ကြပါတယ်လေ နောက်တနေ့မနက်လင်းတော့ဖြစ်တယ်လို့အာဟာရတွေဖြည့်ပြီးမနက်၈နာရီလောက်ကလေးကမြင်းဒီကုန်းလက်ဆောင်မှာရှိတဲ့ဦးဝိဇာရရုပ်ရှင်ရုံသားမှာရုပ်ရှင်ကြီးပေးတယ်လို့လို့ဘလိုလိုနဲ့အုတ်ကုတ်တစ်ခုမှာထိုင်ဆောင်နေကြပါတယ်အဲ့ဒီခါမှာခရမုတ်စစ်တီကသူ့ခရကိုအတန်ထွက်မထွက်ဆန်းရင်အတန်ထွက်လာတာ ਨੇ မှုတ်ရမယ်တီးသွားရဲ့ပထမပိုက်ကို စမ်းမှုတ်တဲ့အခါမြောက်ကိုရီးယားတွေကလူဆုံလို့အလေးပြုချိန်ပဲလို့ယူဆပြီးရမုတ်ကွန်ထရိုးကိုနှိပ်လိုက်တော့တိုင်မင်မကြီးတဲ့ပောက်ကွဲမှုဖြစ်သွားခဲ့တော့တာပေါ့အဲ့ဒီအချိန်မှာ တိုက်ဆိုင်သွားတာကအမျိုးသားထောင်လိုင်းရေးအဖွဲ့တာဝန်ခံဖြစ်တဲ့ဗမှုချုပ်တင်ဦးနဲ့ပြည်ထဲဝင်ကြီးဥပုန်နီတို့ကိုအရေးယူတဲ့အချိန်နဲ့တိုက်ဆိုင်နေပါတယ်သူတို့နှစ်ဦးဟာထောက်လိုင်းရေးတပ်တွေတွေဖြစ်ပါတယ်ထိပ်ပိုင်းနှစ်ဦးအဲ့ဒီလိုအရေးယူခံရတဲ့အခါသူတို့လက်အောက်ကရာချီကြီးငယ်အများစုကလည်းထိတ်လန့်ချက်ချပြီးဘာလို့လို့ဘာကံရမ်းမှမသိအောင်ဖြစ်နေကြပါတယ်ဒါကြောင့်သူတို့ရဲ့အဓိကတာဝန်ဖြစ်တဲ့လုံခြုံရေးနဲ့ထောက်လိုင်းရေးတာဝန်တွေကိုအပြည့်အဝမတန်းဆောင်နိုင်တော့ဘဲလက်ဟာမှုဖြစ်သွားခဲ့ပါတယ် ဲ့ဒီလက်ဟာမှုကြောင့်ချွန်တူးဘုံခွဲမှုကြီးကိုမြောက်ကိုရီးယားကအောင်မြင်စွာလှုပ်ဆောင်သွားနိုင်ခဲ့တာပါမြောက်ကိုရီးယားရဲ့လှုပ်ဝဲအရာရှိသုံးဟာဘုံခွဲတန်လဲကြာရောသူတို့လုပ်ငန်းအောင်မြင်ပြီပေါ့ဒါကြောင့်သူတို့တိုင်းပြည်ကမလာခင်ကတည်းကရရှိတဲ့ညွှန်ကြားချက်အရာသူတို့ရဲ့လွတ်မြောက်ရာလွတ်မြောက်ကြားအစီအစဉ်အတိုင်းတောင်ဘက်ပင်လယ်ဝက်ကို ရှေ့ရှုထွက်ခွာကြပါတယ်သူတို့ညွှန်ကြားချက်ထဲမှာကသတ်မှတ်ထားတဲ့နေရာမှာမြောက်ကိုရီးယားရင်ခုန်သမုဒ္ဒရာကလာဆောင်ပြီးသူတို့ကိုခေါ်သွားမယ်အဲ့ဒီအတိုင်းစီစဉ်ကြတာပါ တကယ်တော့ရင်ကုန်တင်မော့ကလာဆောက်မနေပါဘူးသူတို့ကိုလွတ်လိုက်တာက စုဆိုင်မရှိမှပြန်လမ်းမရှိလွတ်လမ်းမရှိတဲ့အသေးခံမရှိတစ်ခုဖြစ်ပါတယ်ဒီလိုသဘောကိုသူတို့ကိုယ်တိုင်လည်းနောက်ပိုင်းမှာသိလာရပါတယ်သူတို့၃ယောက်တော်လန်ကြီးပညာငန်းနေကနဘက်ကိုကျောဖို့ဤကိုစင်းနဲ့ထွက်ခွာခဲ့ပါတယ်မြမပတ်ဆက်လဲပလာတော့ဒလားဘက်ကိုတမန်ငါပြီးကူခဲ့ကြပါတယ်ဒလားဘက်ရောက်တော့တလိုက်အင်ကြောင်ညောင်းရတောင်ရက်ကိုမူတည်ပြီးခြေရင်ခီးစကြပါတယ်အချိန်က မွန်တဲ12နာရီကျော်နေပါပြီဒလားမျိုးလုံးတော့ကြီးရွာပိုင်းဘက်ကိုဥတီချောက်ကြပါတယ်အဲ့ဒီအချိန်မှာသတင်းကျွလနောက်ဆုံးပဲဆိုတော့အဲ့ဒီဘက်ကတချို့လေတွေရိတ်သိမ်းစာပြနေပါပြီလေကွင်းတွေကိုဖြတ်ပြီးခီးသွားနေတဲ့လူသုံးယောက်ကိုရော်သားတွေညင်တော့ဒီုံတင်ငါစိတ်တွေပေါ်လာပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ကဘောင်းမီကိုစီကျောပိုးကြီးကိုစီခြေထောက်မှာလဲတော်သားတွေစီလေးစီတာမရှိတဲ့လေရှိတဲ့ရေဖက်နဲ့ကိုစီတွေနဲ့ပါရော်သားတွေတဲကလိုးကြတဲ့ရော်သားတချို့ခေါင်းဆောင်ပြီး တို့ကိုချိကက်ပါတယ်မင်းမြတ်မယ်ပေါ့ဒါပေမဲ့တို့အနားရောက်တဲ့အခါတို့သုံးဆောင်ဆောင်ကအနားကံမခံပဲရန်လိုတဲ့အမူအရာတွေနဲ့တုတ်ပြန်တဲ့အခါရော်သားတွေကဝိုင်းဖန်ဖို့ကြိုးစားပါတော့တယ်တို့ကပါလာတဲ့လက်ပြုံကိုစင်းနဲ့လက်သမားတွေကိုပြစ်ပောက်မယ်ကြံရွယ်ဟန်တူပါတယ်ဒါပေမဲ့လက်ပြုံတွေကတို့လက်ကမလွတ်ခင်ပောက်ကွဲသွားကြပါလေတို့တွေကတယောက်ပေါ်ချင်းမိတည်ပြီးနှစ်ယောက်ဒဏ်ရာရသွားကြပါလေဒဏ်ရာနဲ့အရှင်မိတဲ့နှစ်ယောက်ရဲ့နာမည်ကတော့ဇင်ဘုံနဲ့ကိမီချူးတို့ဖြစ်ပါတယ်တို့နှစ်ယောက်ကို တမနော်စစ်စေးရုံကိုတင်ပြီးစေဝါကောင်းစွာကုသပေးခဲ့ပါတယ်။ဇင်မိုကတော့လက်တွေ့ဘုံကွက်စားတွေမှန်လို့မျက်စိမမြင်တော့ပါဘူး။ကင်မင်ချူကတော့လက်ထဲမှာတွင်ဘုံကွက်သွားတဲ့အတွက်လက်တချောင်းဖြတ်တည်ရပါတယ်။သူတို့နေကောင်းလို့စစ်ကြောရေးလုပ်တဲ့အခါမှာဇင်မိုကဘာမှမပြောခဲ့ပါဘူး။တာဝန်ရှိသူတွေမင်းညံသမ ्या ကိုလုံးဝမဖြေခဲ့ပါဘူး။ဒါပေမဲ့ကင်မင်ချူကတော့မိသမ ्या ကိုအားလုံးဖြေကြခဲ့ပါတယ်။သူတို့ကိုဘသူတာဝန်ပေးတယ်။ဘာယာရူးတွေဆိုတာရဲ့ မြန်မာပြည်လုံခြုံဖို့တာဝန်ပေးပုံတွေအားလုံးကိုပြောပြခဲ့ပါတယ်။သူအဲ့ဒီလိုအချင်းမချန်ပြောခဲ့တဲ့အကြောင်းကသူ့အထက်အရာရှိတွေကိုစိတ်နှလုံးပါ။ဘာကြောင့်စိတ်နှရတယ်လဲဆိုတော့ရွာသားတွေကိုပြစ်မဲ့သူတို့ရဲ့လက်ပြပုံးဟာတာမန်သုံးနေကြလက်ပြပုံးနဲ့မတူပဲ instant shoot ထည့်ထားတယ်။လက်ပြပုံးတွေဖြစ်တယ်ဆိုတာသိလိုက်ရလို့ပါ။တာမန်စစ်သုံးလက်ပြပုံးဆိုတာက ပြစ်တဲ့လူရဲ့လက်ကလွတ်တာနဲ့၄စကန်ကြာမှပောက်ကွဲတဲ့စနစ် force scan ဖြူကြောင့်၄စကန်နေမှာကွဲရုပ်ထုံးစံရှိပါတယ်။ ချက်ချင်းပောက်ကွဲစေတဲ့ instant fuse ကတော့လက်ပစ်ဘုံရဲ့ပင်ကိုထွက်လွတ်တံနဲ့ပောက်ကွဲစေခဲ့တာပါသူတို့ကိုပုပ်ပွင့်လင်းလင်းပြောခဲ့ပဲအသေးခံခိုင်းတာပါလားလို့ဆိုတဲ့အတိအကျောင်းစိတ်နာခဲ့တာပါအဲကြောင့်လဲမိသမျှတွေဖြေခဲ့တာပါတကယ်တော့အဲ့ဒီညောက်ကိုရီးယားအရာရှိ၃ယောက်ဟာညောက်ကိုရီးယားတက်မတော်ရဲ့လက်ရွေးစင်အရာရှိတွေဖြစ်ပါတယ်ခနာကိုကြက်ခိုင်မှုအနေနဲ့ကြည့်မယ်ဆိုရင်သူတို့ဟာကမ္ဘာလူသားတွေထဲမှာအကြံ့ခိုင်ဆုံးသောလူတွေပါကိုခံပညာလက်ကျွမ်းကျင်တဲ့လက်နက်ငယ်မျိုးစုံလည်းကျွမ်းကျင်တယ် ရပ်ဖောက်ခွင့်မှုပညာရေးအပြင်စေပညာနဲ့တူနာတုတက်တွေကိုလည်းထိုက်လျောက်နားလည်ကြွကျင်တဲ့အရာရှိတွေဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကသူတို့ရဲ့ခေါင်းဆောင်ကင်ဂျုံအီဟာသူတို့ကိုအတေကစစ်တီတွေဖြစ်စေလုခဲ့တာပါ။သူတို့ကတော့ကိုခံရမှသာဒီအနီဒါကိုသဘောပေါက်ခဲ့တာပါ။ဒယာနဲ့ဖမ်းမိခဲ့တဲ့နှစ်ယောက်ကျမ်းမာရေးကောင်းမွန်လာတဲ့အခါအထူးခွန်ရုံးဖွဲ့ပြီးတလုံးတပါးသားမှမဖြစ်ခဲ့တဲ့ဇင်ဘိုကိုတော့တည်တန်းချခဲ့ပါတယ်။တကယ်လဲကြိုးပေးခဲ့ပါတယ်။ဖြစ်ရတွေကိုအစာအဆုံးဝန်ခံခဲ့တဲ့ ကမင်ချူးကိုတော့ထောင်နဲ့တက်တက်ကြုံချပြီးအင်းစိန်ထောင်ကအထုတိုက်မှာရှိတဲ့အိတ်တလုံးမှာတီးတက်ထားပါတယ်။ကျွန်တော်အထုတိုက်မှာ1989ခုနှစ်ကနေ1995ခုနှစ်ထိရှိစဉ်မှာကမင်ချူးရှိနေမှန်းသိပါတယ်။လူချင်းမတွေ့ခဲ့ဘူးပါဘူး။ဒါပေမဲ့ထောင်ဝင်တဲ့တချို့ကိုတော့အားရင်တိုက်ကွန်းတို့တင်ပေးတာသိရပါတယ်။နောက်ပြီးသူဟာသူ့အိမ်နားမှာရောက်လာတဲ့ဘဝတူအကျဉ်းသားတချို့နဲ့အဆက်အသွယ်ရတဲ့အခါစကားစမြည်ပြောရပါတယ်။ဗုဒ္ဓဘာသာကိုယုံကြည်တတ်ဝင်လာပြီး နေ့စဉ်ပရိသတ်ပါတယ်လေကျွန်တော်နဲ့အတူတူ1995ခုနှစ်မှာလွတ်ခဲ့တဲ့ဘုံမူကြီးဆန်တာနဲ့အင်ဂျင်ကလေးပါသူပြောစကားအရသိရတာကဟဲ့ကောင်ကေမင်ချူးကပရိသတ်တော့အချားအမြင်ရနေပြီထင်တယ်ကွာငါမလွတ်ခင်တစ်ဖက်ကငါလွတ်တော့မယ်ဆိုတဲ့အကြောင်းသူကပြောတာလို့ဘုံမူကြီးဆန်တာကပြောပါတယ်သူတို့အိမ်အချင်းချင်းသူပြားထူတွေကတ်ထားလို့လူချင်းမမြင်ရပဲပဲနှစ်ယောက်သားမလကာပြေမော်တက်ပြီးစကားပြောရင်ရပါတယ်လေဒါပေမဲ့ကေမင်ချူးဟာ ဦးသိန်းစင်တမနာလက်ထက်လောက်မှာအစာရင်ယောဂာနဲ့ကွယ်လွန်သွားတယ်ဆိုတာသိရပါတယ်။ရိုးရိုးကွယ်လွန်တာဟုတ်ပါလိမ့်စားလို့ကျွန်တော်တွေးမိပါတယ်။ဒီဖြစ်ရတွေဟာကျွန်တော်ကြားသိခဲ့ရတဲ့ပူနာကတစားဒီနာကတစားအချက်လက်တွေကိုစူးစီးတင်ပြရခြင်းဖြစ်ပါတယ်။အသေးစိတ်ဖြစ်စဉ်တွေကတော့ကွာခြားကောင်းကွာခြားပါလိမ့်မယ်။ဒါပေမဲ့ဘုံကွက်ခဲ့တဲ့ဖြစ်စဉ်ဇင်ဘုံနဲ့ကမင်ချွတ်တို့ကိုအရှင်မိခဲ့တဲ့ဖြစ်စဉ်ဘုံကွက်တဲ့အကြောင်းကိုအခြေခံပြီးတက်မတော်ထောက်လန်းရေးတစ်ဖွဲ့တစ်ခုလုံးကိုအရေးကွန်လှမ်းသလို ုတ်ပစ်လိုက်တဲ့ဖြစ်ရနဲ့ကမင်ချူးကုလွန်သွားတဲ့အချက်တွေဟာအမှန်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေပါတကယ်လို့ခရမောက်သမားကသူ့ခရမှာပိုးကောင်လေးမဝင်ခဲ့ရင်ဒါမှမဟုတ်တမနာချူတွုံးကတော်ကလည်းခတုံးတုံးကကြီးတွေနဲ့နှင်းစီပန်းကူးတဲ့အခါအချိန်မကြာညှင့်ခဲ့ရင်ကျွန်တော်တို့နိုင်ငံနဲ့တောင်ကိုရီးယားနိုင်ငံတို့ရဲ့တမိုင်းတွေဟာအခုကျွန်တော်တို့တွေ့ခဲ့ကြုံခဲ့တဲ့အတိုင်းဖြစ်လာပါမလားလို့တန်တရားရှိပါတယ်ဘုံခွဲမှုကိုအကြောင်းပြပြီးထောက်လှမ်းရေးအဖွဲ့တွေကို တက်မတော်ကအပြေးပန်းနှုတ်ထွက်ဆဲခဲ့တာဟာဦးနေဝင်းအလိုကြဗိုလ်ချုပ်ကြီးကျော်ထင်ကအကောင့်ထဲပေါ်ပေးရတာပါအဲ့ဒီအထဲမှာအရေးချင်းရှိပြီးနိုင်ငံတော်ကိုသစ္စာရှိတဲ့အရာရှိတွေအများကြီးပတ်သွားပါတယ်အဲ့ဒီအရာရှိတွေပတ်သွားတာဟာနိုင်ငံတော်ရဲ့လူသားအရေးမြင့်တွေဆုံးရှုံးသွားတာပဲလို့ကျွန်တော်မြင်မိပါတယ်အလားတူပဲတောင်ကိုရီးယားမှာလည်းသမ္မတချွန်နွန်ဝင်ရဲ့အရေးကြီးတဲ့ဝန်ကြီးတွေရုပ်တွေ့ကွယ်လွန်သွားခြင်းဟာတောင်ကိုရီးယားနိုင်ငံရဲ့တော်ဆုံးတန်ဖိုးရှိဆုံးခေါင်းဆောင်တွေဆုံးရှုံးသွားခြင်းပဲဖြစ်ပါတယ် နောက်ဆက်တွဲဖြစ်ရတဲ့ပေါ်တုံးတက်ရရင်နောက်နဲ့အနေငယ်အတွင်းသူတင်မကဘူးသူ့နောက်မှာတမနာဖြစ်လာတဲ့ရိုတီရူတို့နှစ်ယောက်ဟာအဂရိတရားလိုက်စားမှုနဲ့အရေးယူခံရပြီးတော့ထောင်နှန်းဆန်ခဲ့ကြပါတယ်အဲ့ဒီအချိန်1995ခုနှစ်မှာကျွန်တော်ထောင်ကလုတ်ခဲ့ပါပြီကျွန်တော်ငငယ်လေးကလေးကထွက်ခဲ့တဲ့ New Music Magazine ကိုလည်းအပတ်စဉ်ဝဖတ်နေပါပြီတရက်မှာတော့အဲ့ဒီ Magazine ရဲ့အတွင်းစာမျက်နှာတစ်ခုမှာချွန်တွင်းဝင်တဲ့ရိုတီရူတို့နှစ်ယောက်အချင်းထောင်ဝတ်ဆောင်တဲ့ပုံကိုအသားပေး ဖော်ပြထားတာဖတ်လိုက်ရပါတယ်။အဲ့ဒီပုံကိုကြည့်ပြီးကျွန်တော်ကစိတ်ထဲမှာဟာသွားပြီလို့မှတ်ချက်ချမိပါတယ်။ဘာလို့အဲ့ဒီလိုမှတ်ချက်ချရတယ်ဆိုတော့ကျွန်တော်ကလည်းရိုဒီဝူတို့ဟာဘူလာကပကြုတ်ကြီးတွေသူတို့ဥပဒေအရတမနာဖြစ်လာကြပြီ။တမနာရာတို့ကအနာယူတော့မှတရားခံတွေဖြစ်ပြီးထောင်ထဲကိုလုတုတ်ထီရောက်တဲ့အဖြစ်ကကျွန်တော်တို့နိုင်ငံရဲ့ပကြုတ်ကြီးတွေအတွက်တော့စိတ်ချောက်ချစရာပါ။ဒါကြောင့်မို့အနာကိုပိုးပြီးညံ့ညံ့ဆုတ်ကြိုက်ထားဖို့တွန်းအားပေးတဲ့ဖြစ်ရတွေလို့ တို့သဘောပေါက်သွားမှာသိကြပါလေတောင်ကိုရီးယားကဗိုလ်ချုပ်ကြီးတွေတမနာဖြစ်လာကြတာအာကရီမှုနဲ့ထောင်ချကြကြတာတွေဟာသူတို့နိုင်ငံရဲ့ဥပဒေကြောင်းအရဖြစ်ခဲ့ကြတာပါကျွန်တော်တို့နိုင်ငံနားအဖအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးခင်ညွန်းနဲ့ထောက်လန်းရေးကဗိုလ်ချုပ်များနဲ့တကွာအရာရှိတွေကိုအရေးယူခံရပုံဟာဥပဒေနဲ့အညီလုပ်တယ်လို့ပြောနိုင်ပါဘူးအဲ့ဒီကခေါင်းဆောင်အချို့ရဲ့ဆန္ဒအရာသူတို့တွေအထောက်ခံရတဲ့ထောင်သွင်းအကျဉ်းချတာချင်းခံရတယ်ဆိုတဲ့ဖြစ်ရတွေဟာခေါင်းဆောင်တဆူရဲ့ဆန္ဒအရာလိုပဲ 今日は悪いね。